အပြာရောင်မလေးရှားမွေစဉ်တိုးထဲမှာရုံတရက်လျက်ဆက်အပြာရောင်နဲ့မွေတကောင်တွေ့လဲရရင်ဘယ်လိုခံစားရမလဲပြောင်မလေးရှားမွေစဉ်ဆိုတာလှပဲမဲ့အတန်းအနေရှိတဲ့တဘာဝရဲ့ထူးခြားလှပတဲ့မျိုးစိမ့်တစ်ခုပဲအရှိတော်အောင်ရှာတဲ့တော်တွေထဲမှာဒီမွေရဲ့နေထိုင်လေးရှိပါတယ်သူ့မှာလျက်ဆက်အပြာရောင်ကိုနဲ့နေရဲနေတဲ့ကောင်အမီးနဲ့ဝမ်ပိုက်တို့ကသူ့ကိုတခြားမွေတွေနဲ့မမအောင်ထူးခြားတဲ့သူမတူတဲ့အလှကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ် ဒီအောင်တွေကပဲငါ့ကိုမထိနဲ့လို့သတိပေးနေသလိုပါပဲဒီမွေတွေကအမတန်ရှားပါပြီးတော့လူတွေနဲ့မတွေ့အောင်ပုံအောင်နေထိုင်တတ်ကြပါတယ်တကယ်လို့ခမရတို့ကံကောင်းပြီးဒီရင်တစ်ခါပဲတွေးမြင်ခဲ့ရရင်တော့ဘရော့မမေးလို့မရနိုင်တဲ့အလားတရားမျိုးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်သူ့မှာရှည်လျားပြီးတော့ချောမွတ်တဲ့အခြေခွန်တွေရှိပေမဲ့သတိထားပါသူ့ရဲ့အစိတ်ကအာယုံကြောလေးကိုချက်ချင်းထုံထိုင်းသွားစေနိုင်ပြီးတော့အချင်းအနှဲငယ်အတွင်းမှာပဲ လူတရားရဲ့အတက်ကိုသိစေနိုင်လို့ပဲဖြစ်ပါတယ်။ဖားအိမ်မြောင်တို့လိုမျိုး အသေးစားတွားသောတတော်ဝါတွေအတွက်ကတော့ဒီမွေတွေကကြောက်စရာကောင်းတဲ့တာရဲတကောင်ပဲဖြစ်ပါတယ်။ဘဝတရားမှာတောက်ပြောင်တဲ့အယောင်တွေကငါ့ကိုမထိပါနဲ့အန္တရာယ်ရှိတယ်လို့သတိပေးနေသလိုပါပဲ။တခြားတာရဲတွေတောင်ဒီမွေကိုမနှောက်ယှက်ရဲကြပါဘူး။ဒီမွေကအန္တရာယ်ရှိပေမဲ့တတော်ရဲ့ဟန်ချက်ညီမှုကိုထိမ့်သိမ့်ပေးပါတယ်။သူက ဖားနဲ့အင်းဆက်ပိုးမွားတွေရဲ့အရေးအတွက်ကိုထင်းညိပေးတာကြောင့်တစ်တော့ကေရစနစ်အတွက်အလွန်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပဲဖြစ်ပါတယ်။ဒီမွေတွေကလူတွေကိုရှောင်ပုံးနေထိုင်တတ်တာကြောင့်သူ့ရဲ့အစိတ်မိမှန်ကိုကြောက်เสียရမလိုပါဘူး။ဒါပေမဲ့ခမရတို့တွေးမိခဲ့လို့ရှိရင်သူ့ရဲ့အနာကိုကတ်မသွားပဲအဝေးကနေချစ်စနိုးကြီးကိုပဲအကြံပေးခြင်းပါပဲ။ဒီတော့နောက်တစ်ခါတစ်တော့အကြောင်းတွေးမိခဲ့တဲ့အခါတိုင်းမှာ အပြာရောင်မလေးရှားမွေလေးကိုတရီရလိုက်ပါ။ဘာကြောင့်လဲဆိုတော့သူ့ရဲ့လှပမှုနဲ့အန္တရာယ်ရှိမှုကထူးဆန်းတဲ့ပေါင်းစပ်မှုတစ်ခုဖြစ်နေလို့ပါပဲ။ဒီတစ်ခါတော့မှာတော့တောထဲမှာပုံအောင်ပညာရှင်လို့တောင်တင်စားခံထားရတဲ့ကြောက်စင်းအောင်တပင့်မွေအကြောင်းပြောပြပေးမှာပဲဖြစ်ပါတယ်။တောင်အမေရိကတောရဲ့စိမ့်လန်းတဲ့ဒေါအုပ်ထဲမှာအဘဝရဲ့အံ့ဖွယ်လက်ရာတစ်ခုပုံကွယ်နေပါတယ်။ကြောက်စင်းအောင်တပင့်မွေဒီမွေတွေက ပြင်းမှုမှာနေရပြီးတော့သူတို့ရဲ့အစင်းရောင်တဲ့အဖြူစင်းတွေကတင်းရွက်တွေနဲ့ရောပြီးမမြင်ရအောင် ကောင်းကောင်းဖုံးကွယ်ထားနိုင်တဲ့ပညာရှင်တယောက်လိုပါပဲဒီမူတွေရဲ့စိမ့်ဆူတဲ့အရောင်နဲ့ကွင်းညွတ်နေတဲ့အဖြူစင်းတွေကတပင့်တွေပေါ်မှာပျောက်နေအောင်ကူညီပေးပါတယ်သူ့ကိုတခါတလေတပင့်တွေရဲ့ကြောင်စင်းရောင်ရတနာလို့တော့တင်စားခေါ်ရပါသေးတယ်ဒီမူတွေကသူတို့ရဲ့အချိန်အများစုကိုတိတ်ကိုင်းတွေပေါ်မှာကွင်းညွတ်နေတဲ့တားကောင်းတွေကိုစောင့်ဖမ်းတတ်ပါတယ် သူ့ရဲ့အမီးရှင်နဲ့ကြောက်စရာကောင်းတဲ့အသွင်ပြင်ကတော်ရိုင်းတလိမ့်ဆန်ဓာတ်ပုံပညာရှင်တွေကိုအထူးသဖြင့်ဆွဲဆောင်နေပါတယ်ခင်ဗျာဒီမိုတွေကအထူးအစွမ်းတစ်ခုရှိပါတယ်သူတို့ရဲ့တန်မာတဲ့ကြော်သားတွေနဲ့ခြုံထက်တဲ့သွားတွေကသွားကောင်ကိုခုန်ဖမ်းဖို့အတွက်အကောင်းဆုံးအထောက်အကူဖြစ်စေပါတယ်ငှက်တွေဖို့တွေအင်းဆက်တွေကသူတို့ရဲ့အဓိကအစားပဲဖြစ်ပါတယ်ဒီမိုတွေကသားပေါက်တဲ့အခါမှာဥမုတ်ဝဲသားငယ်တွေကိုတိုက်ရိုက်မွေးဖွားပါတယ် မွေးကင်းစကလေးတွေကအနီရောင်နဲ့လိမ်မောင်အောင်ရှိပြီးတော့အရွယ်ရောက်လာတာနဲ့အမျှအစိမ်းအောင်ပြောင်းသွားတာကတဘာဝရဲ့အံ့အားသင့်စရာဖြစ်ရတဲ့ခုပါပဲဒီမွေးတွေဟာလူတွေကိုရှောင်တတ်ပြီးတော့အနေရမပေးတတ်ပါဘူးဒါပေမဲ့သူတို့ကိုနှောက်ယှက်မိလို့ကရင်တော့မတွေးဝင်စရာပါပဲဒါကြောင့်တိုးထဲမှာတွေ့ရင်အနီးကပ်မသွားပဲဝေးဝေးကနေပဲခံစားကြည့်ရှုဖို့အကြံပေးပေးရစီခင်ဗျဒီတော့နောက်တစ်ခါတစ်တောတွေအကြောင်းတွေးမိခဲ့ရင် ဒီအစင်းရောင်လှပမှုလေးတွေကိုသတိရစီလိုပါတယ်ခင်ဗျ။အဲတော့တဘာဝတရားရဲ့လေဝတ်ချက်တွေနဲ့ပြည့်နှက်နေတဲ့နေအောင်ကြီးမွေလေးရဲ့အကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်။မွေရီထဲမှာမှအထူးဆန်းဆုံးမျိုးစေ့တစ်ခုကိုမိတ်ဆက်ပေးပါမယ်။ဒီမွေလေးကပုံမှန်ချိန်နေမှာမိဖို့ရောင်ဖြစ်နေပျော်ပြောင်းနေပေမဲ့နေအောင်ကြီးနဲ့ထိတွေ့တဲ့အခါမှာသူ့ရဲ့အရေးပေါ်နေကတက်တန့်ရောင်စင်လို့လန်းထိန်လာတတ်ပါလေ။အာရှတောင်အရှိန်ပိုင်းရဲ့မြေအောင်လောကမှာနေထိုင်တဲ့ဒီမွေတွေဟာ တဘာဝရဲ့အလှဆုံး optical illusion တစ်ခုပါပဲ။ဘာကြောင့်လဲဆိုလို့ရှိရင်သူ့ရဲ့အခြေခွန်တွေကနေအောင်ကြီးနဲ့ထိတွေ့တဲ့အခါမှာ hologram ရုပ်ရှင်တစ်ခုလိုအယောင်လေးပြောင်းလဲသွားတတ်တာကြောင့်ပဲဖြစ်ပါတယ်။ဒါကို iridescent လို့ခေါ်ပါတယ်။လိပ်ပြာတောင်ပံတွေငမန်းတွေမှာလည်းတွေ့ရတတ်တဲ့တဘာဝရဲ့အံ့ပွေဖြစ်ရတစ်ခုပဲဖြစ်ပါတယ်ခင်ဗျ။အံ့ဩစရာကောင်းတာဒီမွေတွေရဲ့အလှကိုလူတွေကအလွဲတကူမမြင်ရတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့နေတနေတာရဲ့90ရာခိုင်နှုန်းအချိန်ကိုမြေအောက်မှာပုံအောင်နေလေးရှိပြီးတော့မိုးရွာပြီးတဲ့အချိန်တွေဒါမှမဟုတ်ညနေပိုင်းမှောင်တဲ့အချိန်တွေမှသာမျက်နှာထွက်ပြလေးရှိပါတယ်။အယောင်တောက်ပြီးမဲ့ဒီမွေတွေမှာအစိတ်မပါပါဘူး။သူတို့ရဲ့တောက်ပါမှုကသူတို့ရဲ့တားရဲတွေကိုလက်ရွာဖို့ထက်တဘာဝရဲ့စမ်းကြည့်တဲ့အလားတစ်ခုတသက်ပါပဲ။စိတ်ဝင်စားတဲ့လူတွေအတွက်ကတော့အနေရကင်းပြီးတော့ချက်စရာကောင်းတဲ့ဓာတ်ပုံမော်ဒယ်လေးတယောက်လိုပါပဲ။ သူရည်စနာပညာရှင်တွေရဲ့အဆိုအရဒီမွေတွေရဲ့အခြေခွန်တွေမှာမိုက်ခရိုစကုပ်နဲ့ကြီးမှမြင်ရတဲ့အလွန်သိငယ်တဲ့ပရိဇန်တွေပါဝင်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီနေရောင်ကိုတတ်တန့်ရောင်စဉ်ဖြစ်နေပြန်လည်ထုတ်ပေးနိုင်ရတယ်ဖြစ်ပါတယ်။ဒီမွေလေးတွေဟာမြေစည်းလောကိုတတ်တာစီပြီးတော့ပိုးမွှားတွေရဲ့အရေအတွက်ကိုထိန်းညှိပေးပါတယ်။သူတို့ရဲ့တောက်ပမှုဟာခမားတို့ကျွန်တော်တို့သတိပေးနေသလိုပါပဲ။ဘာလို့လဲဆိုလို့ရှိရင်သဘာဝအလှတရားကို မျက်မြင်အတိုင်းမယူဆနဲ့ဆိုတဲ့အချက်ပါပဲဒီတော့နောက်တစ်ခါမိုးရပြီးတဲ့ညနေခင်းနေမှာလမ်းလျှောက်ခဲ့မိရင်မြေကြီးပေါ်မှာတက်တန့်ရောင်လေးတွေကိုတတိထားကြည့်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုနေရောင်ကြီးမွေလေးတွေထွက်လာနိုင်လို့ပါပဲ။မိတ်ဆွေတို့ရဲ့ဘဝမှာရောအခုလိုမျိုးအံ့ဖွယ်ချစ်စရာကောင်းတဲ့မျိုးစိတ်လေးတွေကိုတွေ့ဘူးရသလား။တွေ့ဘူးလေဆိုလို့ရှိရင် comment မှာမှတ်ခဲ့ပေးပါ။ subscribe လေးလုပ်ခဲ့ပေးဖို့လည်းတောင်းဆိုပေးရသေးပါ။